အိမ်လုံးအနံ့နေပြန့်နေအောင်ရေမွေးဘယ်လိုဆွဲရမလဲတခါတလေမှာဆိုရင်ဘေးအိမ်နေထိပါအနံ့ရနေအောင်မယ်ဒီလိုသူများတွေဆွနေကြပုံမှန်တိုင်းလေးပဲဆွမယ်ဆိုတော့ performance အကျန်းနဲ့ရေမွေးမှမဟုတ်ရင်တော့တိုင်လုံးပြန့်ဖို့ဆိုတာတော်တော်လေးခက်ခဲလိမ့်မယ်ဒီခါပြပြပေးမှာတော့ performance မကျန်းမဲနဲ့အနံ့ဖြော့ဖြော့လေးဆွတော့မှတအိမ်လုံးအနံ့နေရနေစေမယ်နီလန်းလေးကိုပြပြပေးတော့မှဖြစ်ပါတယ်ပထမဆုံးလိုက်ကြည့်လိုက်ရအောင် wifi router တစ်ခုကိုယူပြပြီးရင်ရေမွေးလေးကိုယူပြီးတော့လေးငါးချက်ဖြန့်လိုက် ီလိုမျိုးပေါ့ Wi-Fi router ကိုဖြန်းခိုင်းတာเนาะဟုတ်တယ်မလား Wi-Fi router ဆိုတာဒီကိုယ့်အိမ်မှာ line မိအောင်နေမှာကောတခြားဘေးအိမ်တွေထိပါ LAN မိနေရဗျာအဲ့လိုမျိုးအနက်နေရလဲ Wi-Fi connection နဲ့အတူတူပါသွားရင်အေးရပဲဗျာအဲ့ဆိုအနက်နေရဟိုဘက်ရောက်ဒီဘက်ရောက်တအိမ်လုံးရောက်ပြက်နှက်သွားလိမ့်မယ်ဗျာနောက်ဒါเนาะစတာတကယ်တမ်းဆိုတော့ဒီအမှန်ကိုပြောပြပေးမယ်ဗျာရေမွေးဆွတ်ပြီဆိုရင်ပထမဆုံးအနေနဲ့နှမျောနေလို့မရဘူးဗျာကိုဝယ်ထားတာဘလောက်တန်ကြီးဆိုပြီးတော့ အဲ့လိုမျိုးနှစ်မျောနေလို့မရဘူးရေမွေးဆိုတာဆွတ်တင်တဲ့လောက်ထိတော့ဆွတ်ရမယ်ဗျာအ ਨੇ ဆုံး performance ကျန်းတဲ့ဟာကြီးတွေဆိုတော့၅ချက်လောက်တော့ဆွတ်ရမယ်အဲ့လိုမှမဟုတ် performance ပျော့ပျော့လေးဖြော့ဖြော့လေးဟိုမှဒီနှစ်ချက်သုံးချက်နဲ့ဆိုတော့တွားပြီးအဲရေမွေးကအရင်သူ့ရဲ့ကောင်းပါတယ်ဆိုတော့အရသာကြီးကိုပျော့ပျော့ဝဝခန်းစားရမှာမဟုတ်အဲ့တော့ဖြော့ဖြော့လေးဆိုတော့၁၀ချက်အထက်လောက်ထိကိုဆွတ်တင်တယ်ဗျာဒါကျွန်တော်ရဲ့အမြင်ပေါ့ တချို့ဆိုရင်ရှိရပြငါကတော့ဒီဈေးအများကြီးပေးထားလို့ဆိုပြီးတော့အာနှစ်ချက်လောက်နဲ့လုံလောက်မှာပဲနှစ်ချက်လောက်ဆိုတနေအောင်ခံမှာပဲဆိုတဲ့အတွေးတွေရှိကြတယ်အဲ့လိုမျိုးမဟုတ်ပါဘူးရမွေးဆိုတော့သူကပေးတဲ့ anamp type နဲ့ပဲဆိုင်ပါတယ်ကိုက anamp type ပုံမူတည်ပြီးတော့ဆွတ်တန်ရင် anamp ပြန်လာကောင်းကောင်းနဲ့ရမွေးတလုံးရဲ့အာကောင်းနေဆိုတဲ့အရာတောင်အပြည့်အဝခံစားရမှာပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်